ခင်ဗျားတို့ဝမ်းသာစရာတင်ရ Origin Oasis လာရင် Vivo တွေအခု iQOO တွေမှာမြန်မာသာတေးတဲ့ပြဿနာလုံးဝရှင်းသွားပြီဖုန်းအသစ်ထွက်လာပြီအဲမြန်မာသာတေးတာကို fix လုပ်ပြီးလိုက်ပြီအော်အခုကြုံတော့ comment မဖတ်ဘဲနဲ့ Origin OS ရဲ့ပြောင်းလဲသွားတဲ့အကြောင်းအရာတွေအနည်းငယ်ပြောပြမယ် Origin OS ကအဟိုကျွန်တော်တို့ H300 Pro မိတ်ဆက်သွားတဲ့ဒီလ73ရက်နေ့မှာဟို သူ့ launch မှာထုံးစံတိုင်းပေါ့ဗျာကျွန်တော်တို့ရှောင်းမီ17 Pro Max တွေမိတ်ဆက်သွားဟိုက်ပါ OS 3မိတ်ဆက်သွားတယ်လို့ပဲ Vivo ကသူ့ရဲ့ A300 Pro မှာကောင်းတဲ့အချက်တွေဘာတွေမိတ်ဆက်သွားတော့ဆိုတော့ဒီသူ့ A300 Pro မှာအသွင်ပြင်ပိုင်းဘာညာပေါ့နော်ကျွန်တော်တို့ဒီ UI ကအစပေါ့သူကအဲ့ထဲမှာပါတဲ့ blur လေးတွေ motion လေးတွေဒီ blur ဖြစ်တဲ့ movement တွေ animation လုပ်ဖို့အတွက်တောင်းအဲ့လိုတစ်ခုဆိုရင်တော့ ਨੇ frame ပေါင်း90လောက်နဲ့လုတ်ထားတယ်အရင် smooth ဖြစ်ဖြစ်နဲ့တုံးလို့ရတယ်ဆိုပြီးတော့အဲ့ကဘဲကြီးကဒီ ် Orion OS ကိုထုံးစံတိုင်းကြော်ညာသွားတယ်အဲ့မှာထူးထူးခြားခြားပြောထားတဲ့ဇာတ်ကားတစ်ခုရှိတယ်ဘာလဲဆိုတော့ second phone ဈေးကွက်မှာ iPhone နေရဲ့ဝယ်လူအားကများတယ်ပေါ့ဗျာဘာကြောင့်အဲ့လိုအဓိကများရတာလဲဆိုရင် iPhone တွေမှာပါတဲ့သူ့ရဲ့ iOS ကဟိုနှိရှည်လာများဖြစ်တဲ့ဟိတ်ဆိုရင်တော့ smooth ဖြစ်ဖြစ်နဲ့ optimization ကောင်းကောင်းပေးထားတာဖြစ်တဲ့အတွက်အဲဈေးကွက်ထဲမှာ iPhone တွေကိုဝယ်သုံးကြတယ်လို့ပြန်ရောင်းရင်လည်း းဈေးရတယ်ဆိုတဲ့ပုံစံမျိုးကိုသူကပြောတယ်ပြောပြီးတော့အဲ့လိုမျိုးပဲတဲ့သူတို့ရဲ့ vivo မှာသုံးမဲ့ဒီ iq တွေမှာသုံးတဲ့ origin os မှာဆိုရင်ဒီ os 6ကိုအရင် smoothly ဖြစ်အောင် လုပ်ပေးထားတယ်သူဘလောက်ဒီ smooth ဖြစ်တုံးဆိုရင်တဲ့ဟို vivo h 90ပေါ့နော် h 90ဆိုတာ h 90 cross h 90ကို origin os 5နဲ့ os 6တင်ပြီးတော့အာဒီ application log လောက်တဲ့နှုံးကိုအဲ့ဒီပွဲမှာပြသွားတယ်အဲ့တော့ OS မှာတိတိတတ်တာ smooth ဖြစ်သွားတယ်။နောက်ပြီးရင်လည်း तू อ่ะဟိုတရုတ်ကုမ္ပဏီရဲ့ထုံးစံတိုင်းဘလို့ပဲ iPhone နဲ့ရှင် Android user တွေမကြိုက်ဘူးပြောပြောဒီ H90 ကို Origin OS 6သုံးပြီးတော့ application တွေဖွင့်ထားတဲ့ဟာရဲ့ဒီဘက်ကသူနဲ့ဒန်းတူထွက်ခဲ့တဲ့ iPhone 14 Pro နဲ့14 14 Pro နဲ့အဲကျွန်တော်တို့အဲ application တွေကိုဖွင့်သုံးတဲ့နေရာမှာဆိုရင် H90 က Origin OS 6တင်လိုက်တဲ့အချိန်မှာ smooth ဖြစ်ဖြစ်နဲ့သုံးလို့ရလာတဲ့ဆိုတဲ့ပုံစံမျိုးကို ြောထားတယ်နောက်ပြီးအဲ့ origin os 6ကသူရဲ့ဒီတရုတ် review တွေဝါတယ်နောက်တရုတ်ကနေ certify ရထားတယ်ပေါ့ဗျာ application အခု90လောက်ကိုဇက်တိုက်ဖွင့်ရင်ခင်ဗျားတို့ gain ဆော့တဲ့ millisecond သိတယ်မို့လားအဲ तू က100 millisecond အောက်17ပေါ့နော်90 millisecond ဝင်းကျင်လောက်နဲ့ application 90အခု90လောက်ကို lap lap ချင်းပြူခြင်းမရှိဘဲနဲ့အဖွင့်အပိတ်လုံးလို့ရတယ်ဆိုပြီးတော့အနှီးပြွက်ဘာညာနဲ့ ပြသွားပြီးတော့တရုတ်ကနေ certified တစ်ခုရပါတယ်တဲ့ဒီ origin oss ကနောက်တစ်ခုကကြတော့အာဘာလို့ထပ်ပြောသွားလဲဆိုတော့နောက်တစ်ခုကကြတော့ဒီ sgs certified ဆိုတာခင်ဗျားတို့သိပါတယ်အဲ့ sgs certified ကနေပြီးတော့ဒီ fluid ဖြစ်တယ်ဗောညာဒီကောင်ကို9နှစ်တိုင်တိုင် သုံးရင်တော့ချောချောမွေ့မွေ့သုံးလို့ရတယ်ဟေးဆိုပြီးတော့အာဒီ android ရဲ့ base model ကိုအကောင်းဆုံးအသုံးချလို့ရအောင် origin oss ကိုချောချောမွေ့မွေ့ဖြစ်အောင်ပြင်ဆင်ထားပါတယ်ဆိုပြီးတော့ သူ့ရဲ့ပွဲမှာအရင်ကိုမန်ရှင်းခေါ်ပြီးတော့ချုံညာသွားတယ်အဲ့တော့ညွန်လင်းရမှာကကျွန်တော်တစ်ချောင်းလုံး vivo 33เนาะဒီ iQOO တွေ33မြန်မာစာသေးတာကိုဖုန်းရှာပြီးလိုက်ထည့်ရတဲ့ပြဿနာက origin os 6ဆိုရင်ပြည့်လည်သွားလိမ့်မယ်ခင်ဗျားတို့ neo 10ခြင်ထားတယ် neo 10 pro plus ခြင်ထားတယ် h 200 pro h 200ခြင်ထားရင်အခု november လာစမ်း7လပိုင်းလာစမ်းမှာ update ဒီစရမယ်เนาะ update ဒီစရမယ် performance လည်းတိတိတတ်တာကောင်းသွားတယ်ဆိုတော့ထုံးစံတိုင်းသူတို့ကျွေသွားတဲ့အတိုင်း အဟိုသူ့ပွဲမှာကြောင်ကြာသွားတယ် origin os ရဲ့ next level တစ်ခုပေါ့နော် next level တစ်ခုတော့မဟုတ်ဘူးပေါ့ကွာဘယ်လိုပြောမလို့ဈေးကွက်ချက်တွေမှု ecosystem ကျူးကျော်မှုလို့ပဲပြောရမှာသူကသူ့ origin os ဖြစ်သွားတဲ့အချိန်မှာတဲ့အော် Xiaomi လိုပဲ Xiaomi Hyper OS 3လိုပဲ Apple ecosystem နဲ့ကောင်းကောင်းမွန်မွန်ချိတ်ဆက်သွားလို့ရတယ်တဲ့သူ့ origin os တင်ပြီးတဲ့အချိန်ဆိုရင်တဲ့ Apple တွေကိုတုံးမလားဒါမှမဟုတ် Nike เนาะ iWatch တွေကိုတုံးမလားเนาะတခါတည်း ဒီ notification တွေလာပြနိုင်တာမျိုး origin os 6နဲ့ urban ecosystem နဲ့ချိတ်လို့ရအောင် လုပ်ပေးထားတာကိုအဓိကကြော်ညာသွားတယ်ပြီးရင် तू က ipad တို့ mac တို့မှာဆိုရင် macbook တွေမှာဆိုရင် screen sharing လုပ်ပြီးတော့ဒီပုံလေးကိုပြင်လို့ပြုလို့ရတယ်ဟာအားလုံးကဒီ origin os 6မှာရသွားပြီ तू ကပြောရရင်တော့ငါတို့ကဒီလုံးဝတစ်ဆက်တည်းအချိန်နဲ့တပြင်းညီ mac ပေါ်မှာ ios ပေါ်မှာချိတ်ဆက်အသုံးပြုနိုင်အောင် origin oasis ကို special account အောင်လုပ်ထားတယ်ပြီးရင် notification တွေဖတ်လို့ရတာ airport ကိုဒီ iku iku ပဲဖြစ်ဖြစ် vivo ပဲဖြစ်ဖြစ်ပေါ့ကွာဟို origin oasis ဆိုရင်ချိတ်ဆက်အသုံးပြုပြီးတော့ battery channel နှုံးလို့ special sound တွေပါတယ်အကုန်လုံးကိုတုံးလို့ရတဲ့အထိဖြစ်အောင်လုပ်ပေးထားတယ်ပေါ့ကွာအထူးသဖြင့်ကတော့ဒီကောင်လေးနဲ့ချိတ်ဆက်အသုံးပြုလို့ရတယ်နောက်ပြီးရင် iphone ကင်ထားတယ်ဟဲ့ဆိုရင် origin oasis နဲ့ချိတ်ပြီးတော့ဓာတ်ပုံတွေပို့ပြီးတော့ ကိုက iPhone ကင်နေကွာ iPhone နဲ့ကို iPhone ကင်ပြီးတော့ကိုက Vivo ဖြစ်ဖြစ် iQ ဖြစ် device တစ်ခုဝယ်လိုက်တယ်အဲ့ဒီက AI နဲ့ပြင်တဲ့ပုံထွက်တွေတရုတ်ဖုန်းတွေရဲ့ပုံထွက်တွေကိုလိုချင်ရင် iPhone ရဲ့ gallery ကိုသုံးပြီးတော့ပုံကို origin OS ပေါ်မှာပြင်ပြီးပြင်ပြီးတော့ iPhone နဲ့ကိုပို့လို့ရတယ်ဆိုတာက iPhone ကင်တဲ့သူတွေအတွက်တော့ငါတရုတ်ဖုန်းမကင်လဲတရုတ်ဖုန်းက feature ကို iPhone ကနေသုံးလို့ရတယ်ပေါ့ကွာအဲ့ဒါအမှန်တော့ပြောရင်တော့ Vivo ကဟိုချိန်လို့ရအောင်လို့ပြီးတော့ဈေးကွက်ပြန်ချဲ့လိုက်တဲ့သဘောပါပဲ data တွေပို့ဖို့အတွက် သူကတော့ shake လုပ်ပြီးတော့ data send လို့ရတယ်ဆိုတဲ့ပုံစံမျိုးကိုတုံးသွားတာပေါ့နော် iPhone ကိုင်တဲ့လူတွေခင်ဗျားတို့ကင်မရာလေးကောင်းကောင်းရိုက်ချင်တဲ့ဟိတ်ဆိုရင် secondary နေနဲ့ဆိုရင် origin oss ပါတဲ့ device တွေကိုဝယ်ကင်ပါအချင်းချင်းချိန်ပြီးတော့တုံးလို့ရပါပြီဂျန်နာတော့သူကသူကအဲ့ကောင်ရဲ့ base model ရဲ့ blue river engine လို့ခေါ်တာအဲ့ engine ကြီးအခုလုံး smooth ဖြစ်အောင်အကောင်းဆုံးဖြစ်အောင်ပြင်ထားပါတယ်ဆိုတော့အဲကျွန်တော်တို့ origin oss ဖြစ်လာရင် iQOO သမားတွေရော vivo ကိုင်နေတဲ့သူတွေရော မိုက်သွားပဲပေါ့နော်အခုက global version မှာထွက်မှာဆိုတော့ V60 တွေလည်းရမှာနော် V60 ဝယ်ဖို့ time မှာရှိရတူတွေဆိုလဲ V60 တွေအကုန်လုံးဒီလဲ origin OS ရဲ့ support ပြီးမှာဖြစ်တဲ့အတွက်ခင်ဗျားတို့ share ပါနော်အာဆက်လုံးသေးမှာကြောက်လို့ဆိုပြီးတော့ vivo ကိုင်မကိုင်ခြင်းမူးလို့အာ iq မကိုင်ခြင်းမူးလို့မရှိတော့ဘူးပြင်ပေးလိုက်ပြီအဲနောက်ပြီးတော့အခုနကဟို iphone ကိုင်ထားတဲ့ဟိဆိုရင် second byte နေနဲ့ vivo ဒီကိုကောင်းကောင်းအောင်သုံးချောက်လို့ရပါလိမ့်မယ် ဒါပါပဲအထွေထူးပါမှာတော့မဟုတ်ဘူး